မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာရှိတဲ့တမတော်ကြီးဘိုတင်တန်းကျောင်းကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ20ရက်နေ့ည9:00နာရီအချိန်မော်ဘီမြို့နယ်ရန်ကုန်ပြည်လမ်းပေါ်မှာရှိတဲ့ တမတော်ကြီးဘိုတင်နှန်းကျောင်းမော်ဘီကိုအဝေးထိုင်းမိုင်းကိုအသုံးပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုက်မှုအပြီးမှာစစ်ကောင်စီဘက်ကထိခိုက်မှုတချို့ရှိခဲ့ပြီးတော့အသေးစိတ်အခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။ဖောက်ခွဲမှုအပြီးရန်သူထိခိုက်မှုရှိပါတယ်။အသေးစိတ်အခြေအနေကိုတော့စုံစမ်းနေဆဲပါ။ဖောက်ခွဲမှုအပြီးမော်ဘီတိုးဂိတ်အကျော်ရန်ကုန်ဝင်းဘတ်အချမ်းမှာစစ်ခွေးတွေကကားတွေကိုတားပြီးတော့စစ်ခဲ့တယ်လို့မြေပြင်သတင်းပေးချက်အရသိရပါတယ်လို့ Operation Flame ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောကြားခဲ့ပါဗျ။ ၎င်းဖောက်ကွဲတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်မှာတော်လိုင်းအဖွဲ့သားများအားလုံးဘေးကင်းရာကိုရောက်ရှိခဲ့တယ်လို့သိရပါဗျ။အခုစစ်စင်ရေးကို Operation Flame OF ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဆက်လက်ပြီးတော့လဲရန်ကုန်တော်လိုင်းရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်ကောင်စီကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမယ်လို့ကြေညာထားပါဗျ။မနေ့ည9နာရီမှာမော်ဘီဘက်မှာပောက်ကွဲတံအခြေကြီးကြားရတာမှန်ပါတယ်။ဒါပေမဲ့ဘယ်နာကပောက်ကွဲလဲဆိုတာကိုတော့မသိပါဘူးလို့မော်ဘီမြို့ကပြည်သူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရင်တန်းနဲ့ကင်းလက်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးတော့ PDF တပ်ဖွဲ့ဝင်တဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့မနက်9:00နာရီအချိန်ကစိတ်ဖြူမြို့ကနေထွက်လာတဲ့စစ်ကောင်စီရင်တန်းကိုလုံခြုံရေးယူပေးရန်ထမကောက်ကြေးရွာအထိုင်စခန်းကအကြမ်းဖက်စစ်ကောင်စီရဲ့ရှေ့ကင်းနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကြားမှာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဇော်လာ16ရက်နေ့ညနေပိုင်းစိတ်ဖြူမြို့ပေါ်ကကပါစာ22ကိုထွက်လာတဲ့ရိတ်ခါတင်အကြမ်းဖက်စစ်ကား3စီးကို10မိုင်လမ်းစုံအကြမ်းဖက်စစ်တပ်ဂိတ်အနီးအယောက်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးပွဲချင်းပြီးဒေဆုံးပြီးတော့နေရာမှာမြေမြုပ်ကြိုးပစ်ခဲ့ရတယ်လို့သိရပါတယ်။နေပြည်တော်ဆေးရုံကိုတဲဆောင်သွားတဲ့စစ်သားတွေတဲကလည်း ၃ဦးထပ်မံတေဆုံးခဲ့တယ်လို့သိရပါတယ်စိတ်ဖြူကနေပြီးတော့ကာပါစာ22ကိုထွက်လာတဲ့ကားကိုခမကောက်မှာရှိတဲ့စစ်ခွေးတွေကနေပြီးတော့ရှေကင်းထွက်လာတာအဲ့ဒီအချိန်မှာကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာအဲ့ဒီတိုက်ပွဲမှာရဲဘော်တအူးကြာတာအပြန်အလှန်ပြစ်ခတ်ရင်းနဲ့ကြာဆုံးသွားတာပါတေတဲ့အထဲမှာအမျိုးသမီးစစ်သည်တွေပါတေလာလို့တရင်ရတယ်ကျွန်တော်တို့ကတော့ရှိတဲ့အင်အားနဲ့လက်နက်ခဲရနဲ့တော်လန်ရဲကိုရှေ့ဆက်နေမှာဖြစ်ပါတယ်မိဘပြည်သူတွေအနေနဲ့လည်း ထောက်ပံ့ကူညီပေးပါလို့မေတ္တာရက်ခံကြပါတယ်လို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံတူရိန်ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပါကဖနဲ့ပခုတ်ကူခရိုင်အမှတ်၄တပ်ရင်းတပ်ခွဲ၃ NSP တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ်အလားတူပဲစိတ်ဖြူမြို့နယ်ကပ္ပစ22ကနွားချောင်းရင်းနဲ့ကင်းလက်ထွက်လာတဲ့စစ်သားတအူမိုင်းထိမှန်ပြီးတော့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တော်လိုင်းတပ်ဖွဲ့ဝင်တဦးကပြောကြားထားပါတယ်။ဇွန်လ16ရက်နေ့မနက်9:45မိနစ်အချိန်ကမှစိတ်ဖြူမြို့နယ်ကပ္ပစ22ကအကြမ်းဖက်စစ်သားတဦးဟာနွားချောင်းသားဟန်ဆောင်ကနယ်မြေကင်းလှည့်တဲ့အချိန်စိတ်ဖြူမြို့နယ်မြောက်ပိုင်းတပ်ရင်းလေးကမုံတိုင်းအဖွဲ့နဲ့တကူတော်ကြားစုအဖွဲ့တို့ကပူးပေါင်းပြီးတော့ထောင်ထားတဲ့ မိုင်းကိုတန်နေမိပြီးအပြင်းထန်ဒဏ်ရာရရှိကာကပ္ပဆာ20နှစ်တရင်အတွင်းမှာစေကူသားမှုခံယူနေတယ်လို့သိရပါဗျ။ကပ္ပဆာ20နှစ်ကစစ်ခွေးတအူနွားချောင်းရဲနဲ့ကင်းပတ်တာမိုင်းနေမိပြီးတော့ဒဏ်ရာအပြင်းထန်ရသွားတယ်။သူတို့ကပ္ပဆာ20နှစ်ထဲမှာပဲစေကူနေတယ်။မိုင်းထောင်နေနေရကကပ္ပဆာ20နှစ်ရဲ့အဆက်မှာပဲနွားအောင်နဲ့ကင်းပတ်တာကိုနွားတွေတော့မထိဘူးစစ်ခွေးပဲနင်းမိတာလို့တော်လိုင်းအဖွဲ့ဝင်တအူးကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်မှာစစ်ကောင်စီကအထမစူဆောင်းဖမ်းဆီးထားတဲ့တပ်ကြီးရွယ်အုံနဲ့လူလက်ပိုင်းများဟာစစ်တပ်နဲ့အမှတ်စဉ်တက်မှာတက်ရောက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့အာဓမစူဆောင်းဖမ်းဆီးထားတဲ့တပ်ကြီးရွယ်ဦးနဲ့လူလက်ပိုင်းအယောက်80ဦးဝင်းကျင်ကိုရရွာဒေသလုံးကျုံရေးအတွက်ဆိုပြီးတော့စစ်တင်တန်းပေးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒေသခံတွေကလည်းပြန်လာနေကြပြီ။ကြကြံပြီးကလေးကတောထဲမှာတိန့်ရှောင်နေကြတာ။တောထဲမှာကရေရှားတယ်။စားစရာလည်းဝယ်ရခတ်တော့ပြန်လာကြတာ။လူငယ်တွေအကုန်လုံးကလည်းထိုင်းတို့မလေးတို့ရောက်တဲ့လူနဲ့ PNL နဲ့တော်လိုင်းတက်ထဲကိုဝင်ကြတဲ့သူတွေနဲ့ဆိုတော့လူငယ်တွေကမရှိတော့ဘူး။အဲ့ဒီတော့ထိတ်ပြောင်နေတဲ့အဖိုးကြီးတွေကအစစစ်ကောင်စီကခေါ်ယူနေတာလို့ စီဆိုင်မျိုးကဒေသခံတို့ကပြောကြားထားပါဗျ။စစ်ကောင်စီအနေနဲ့စီဆိုင်မျိုးနယ်ကပြည်သူများကိုရခင်လိုမျိုးတည်ငြိမ်အေးချမ်းလာအောင်အကောင်းဆုံးစ조사ဆောင်ရွက်ပေးနေကြောင်းအမတ်ခွန်စစ်စင်ရေးကိုကဲမှုဌာနချုပ်ဘုံမှုချုပ်ကျော်သူရကပြောဆိုစည်းရုံးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စီဆိုင်မျိုးနယ်နောင်ကျော်ဝိုင်ဥက္ကဋ္ဌဆိုတဲ့သူကလည်းကိုမျိုးကိုရွာကိုအိမ်ရှိပါရဲ့နဲ့ပြန်လို့မရဘူး။ကိုရှာဖွေစုဆောင်ထားတဲ့ပြည်စည်းတွေကိုပြန်ယူဖို့တောင်မှသူများစီကအခွင့်တောင်းနေရသေးတယ်။ဒါမှဖြစ်သင့်ဘူး။ အိမ်ရှင်ကဧည့်သည်ကိုကြောက်နေရတဲ့ဖြစ်ရပ်ကိုရက်တက်မှုရက်ရွာပြည်သူတိုင်းမှာတာဝန်ရှိကြောင်းအိမ်ရှင်တွေကအလျှော့ပေးလိုက်လို့လေကိုမျိုးကိုရွာကိုရဲ့နေအိမ်တွေဖျက်ဆီးခံရပေးပြီဖြစ်ကြောင်းနောက်နောက်ဒီလိုအဖြစ်မျိုးမကြုံရစေရေးအတွက်လူတိုင်းစစ်ပညာကိုတက်ရောက်ထားရမှာဖြစ်ကြောင်းပြောဆိုစည်းရုံးနေတယ်လို့သိရပါဗါးစီဆိုင်မျိုးနဲ့စီဆိုင်ကြီးကြီးရွာကစစ်ဆောင်ရွာကနေပြန်လာတဲ့ဒေသခံများကိုစစ်ကောင်စီနဲ့ PNO တို့ကအတင်းအဓမ္မလူသစ်စုဆောင်းနေတဲ့အပြင်တအိမ်ကို၅တိန့်ကျပ်နှုံးနေစစ်အုံစည်းကောက်ယူနေကနိုင်ငံခြားထွက်ပြီးတော့အလုလုကင်နေတဲ့အိမ်တွေကတော့ တအိမ်ကို၈သိန်းကျပ်ကောက်ယူနေတယ်လို့ PNL ကဇွန်လ20ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ2024ခုနှစ်ဇွန်လ18ရက်နေ့မှာဒေသခံများကိုအစည်းအဝေးခေါ်ယူပြီးတော့စစ်အုံစရိတ်တွေကောက်ခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်အုံစရိတ်ကိုတစ်ကြိမ်တည်းနဲ့အပြီးမထည့်နိုင်နှစ်ကြိမ်ခွဲပြီးထည့်ကိုင်းတာဇွန်လ19ရက်နေ့မှာတစ်ကြိမ်ပေးပြီးပြီးကြံတဲ့ငွေကျပ်နှစ်သိန်းခွဲကိုလက်ကုံရက်မှာအပြီးပေးရမယ်လို့ပြောတယ်လို့ဒေသခံတို့ကပြောပါတယ်။ဒါအပြင်ပြည်သူ့စစ်မှုထမ်းဥပဒေအရတလကိုတပ်သားတက်6ဦးပို့ဆောင်ပေးရမယ်ဆိုပြီးတောင်းယူနေပြီးတော့လူသစ်များကိုတော့စီဆိုင်မြို့နယ်ဖျားပြူဘောလုံးကွင်းမှာတင်နန်းပေး းနေတယ်လို့သိရပါဗျ။စစ်ကောင်စီကပိုးဒေတာပင်လောင်းမြို့နယ်တောင်ပိုင်းကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေခြင်းကြောင့်နောင်ဝိုးချောင်းချထမရလင်ခံကုံပေါ်စတဲ့ကြေးရွာတွေကဒေတာကနေဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးစီတောင်မြို့နယ်နေသားဆောင်ရဲတပ်ဖွဲ့ဝင်193ဦးကိုပျောက်ဆုံးစေရင်တွင်းပြီးတော့ကြံရဲတဲ့မိသားစုဝင်များကိုလစာမပေးတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမှတ်ရှိနေသားဆောင်ရဲတပ်ဖွဲ့ဝဲအပါဝင် ဘူးသီးတောင်မှာတာဝန်ကျခဲ့တဲ့နေသားဆောင်ရဲတပ်ဖွဲ့ဝင်193ကိုပျောက်ဆုံးစေရင်တွင်ပြီးတော့မေလကနေစတင်ပြီးတော့လစာမပေးတော့ဘူးလို့သိရပါတယ်ပြောက်ဆုံးစရင်ဖြစ်နေလို့လာစာကတော့တဝက်တောင်မဟုတ်တော့ဘူးပေးကိုမပေးတော့တာ6လဆောက်ရမယ်ပြောတယ်အဆက်အသွယ်မရရင်တော့လိုင်းကန်းကလည်းဖယ်ပေးရမယ်လို့ဘူးတီတောင်မှာတာဝန်ကျပြီးတော့ပြောက်ဆုံးနေတဲ့နေသားဆောင်ရဲတအုပ်ရဲ့ကြံ့ကျစ်တဲ့မိသားစုဝင်တွေကပြောပြခဲ့ပါတယ် ရခိုင်ပြည်နယ်ဘူးတိတောင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကိုအေအေကမေလ17ရက်နေ့မှာသိမ်းပိုက်ခဲ့ပြီးတော့ဘူးတိတောင်ပြူဟာဌာနချုပ်အပါအဝင်အမတ308ခမရ234ခမရ345ခမရ392တိုက်ရင်များအမြောက်တပ် ထောက်ဖို့တည်ရင်တဲ့ဂျီတက်ရင်တို့ကို၎င်းမေလ14ရက်နေ့မှာစစ်ကောင်စီရဲ့ခမရ393ခမရ935ခမရ263နဲ့ခမရ233တို့ကို၎င်းမေလ13ရက်နေ့မှာနခခ3ကို၎င်းမေလ16ရက်နေ့မှာနခခ8စခန်းအမှတ်8နေသားဆောင်ရဲတပ်ဖွဲ့ခွဲစခန်းဌာနချုပ်ကို၎င်းအတီးတီးတိမ့်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အလားတူပဲရခိုင်ပြည်နယ်မောင်တော်မြို့နယ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များ အထူးသဖြင့်နေကြားဆောင်တက်နခခတပ်သားများဟာပျောက်ဆုံးစီးရင်တွင်းခံရခြင်းကြောင့်ကြံရည်တဲ့မိသားစုဝင်များဟာလစာမရခြင်းနဲ့ရှေ့တန်းထွက်ပြီးတော့အသက်ဆုံးတိုက်ခိုက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်များဟာလည်းလစာမရကြောင်းတာဂန်ရှင်မိသားစုဝင်တွေကပြောဆိုခဲ့ပါတယ်။မောင်တော်ဒေတာကိုလက်နက်ခဲယမ်းများကိုပို့ဆောင်နိုင်ပြီးတော့လစာငွေကြတော့မပေးကြပဲအထက်အရာရှိများကအကြောင်းမျိုးမျိုးပြနေတယ်လို့မောင်တော်နယ်ကြားဆောင်ရဲတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတပ်ရဲ့စစ်ကြောရေးမှရိုက်နှိုက်ခံရတဲ့ဒဏ်ရာများကြောင့်စစ်တွေမျိုးဆက်ရိုးကြရက်ကွက်ဗျမ်းဖြူကျေးရွာသား25ဦးဟာစစ်တွေစေယုံကြီးမှစေကူတမှုခံယူနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အသက်20ကနေ30ကျော်အရွယ်အမျိုးသားတွေဖြစ်ပြီးတော့ပြီးခဲ့တဲ့အပတ်ကစစ်ကောင်စီတပ်ရင်းများကနေစစ်တွေစေးရုံကိုလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့စေးရုံနဲ့နှိဆက်သူတွေကပြောပါရယ်ခန္ဓာကိုယ်တစ်ခုလုံးရိုက်နှက်ခံထားရတာခြေထောက်တွေမှာညိုမဲဒဏ်ရာတွေနဲ့ဒဏ်ရာတွေကလည်းပြင်းတယ်တစ်ခုလုံးဒဏ်ရာတွေနဲ့ကြီးပဲအသက်အန္တရာယ်ဆိုးရင်ရတယ် တွေးရတဲ့သူတွေလည်းရှိတယ်လို့သတင်းရင်းမြစ်တအုပ်ကပြောကြားထားပါဗါးအဲ့ဒီလူနာတွေကိုမိသားစုဝင်များနှိစက်တဲ့သူများကပြုစုပေးနေရပြီးတော့ဓာတ်မှန်ရိုက်ရန်နဲ့တခြားစေဝါလိုအပ်ချက်အတွက်ငွေကြေးအခက်အခဲရှိနေတယ်လို့သိရပါဗါးဇွန်လ17ရက်နေ့ကလည်းစစ်ကြောရေးအတွင်းမှာရိုက်နှက်ဒဏ်ရာများကြောင်းဗျမ်းဖြူကြေးရွာကဥကန်သိန်းထွန်းနဲ့ဦးမဲလာတို့နှစ်ဦးဟာလည်းစစ်တွေစေယုံကြီးမှာတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဗျမ်းဖြူရသားတို့ကပြန်မလွတ်လာတဲ့သူတွေအတွက်အများကြီးစိုးရိမ်နေရပါတယ်။စစ်ကောင်စီရဲ့လက်ထဲမှာဆိုတော့အသက်အာမခံချက်မရှိဘူးလို့ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့မေလ26ရက်နေ့ကစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်180ကျော်ဟာဗျမ်းဖြူရွာတဲကိုဝင်ရောက်လာပြီးတော့ရွာသား86ဦးကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းအလောင်းဖြောက်ခြင်းအမျိုးသမီးများကိုအထမကျူးလွန်တပ်ဖြတ်ခြင်းတို့ကိုကျူးလွန်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဒေသခံ300ကျော်ကိုစစ်တွေအခြေစိုက်ခါလိုက်ရ20နဲ့ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာစာကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့နှစ်ပတ်ခန့်အကြာမှာ90ဦးကိုရဲလက်အပ်ပြီး90ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ ရဲလက်အခံတဲ့သူတွေတဲက၈ဦးကိုမတရားအသင်ဆက်သွယ်မှုပုံမှ၁၇တင့်နဲ့၎င်း30ဦးကိုရာဇဝဲမှုဥပဒေပုံမှ၁၈ရှင်းနဲ့၎င်းအမှုဖွင့်ကလက်ရှိအချိန်ထိစစ်ကောင်စီထိန်းသိမ်းထားတဲ့ဗျိုင်းဖြူရွာသားတရားကျော်ရှိနေသေးကြောင်းသတင်းရရှိပါရယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမောင်